နေ့စဉ်ပုံမှန်လုပ်နေကြ application တွေကိုအချင်းချင်းချိတ်ဆက်ပြီးအလုပ် auto ပြီးမြောက်စေနိုင်တယ်။ application တစ်ခုမှာပြင်ဆင်မှုလုပ်လိုက်ရုံနဲ့နောက် application တစ်ခုမှာသတ်မှတ်ချက်တိုင်းပဲအလုပ် auto ပြီးမြောက်စေဖို့အတွက် Zapier ကကူညီပေးနိုင်တယ်။ application 9000ကျော်ရှိတဲ့အထက်မှာပိုလိုချင်တဲ့ application ကိုပဲအချင်းချင်းချိတ်ဆက်ပြီးအလုပ် auto ပြီးမြောက်စေနိုင်တယ်။ ဘလို့ကွန်ဆက်နဲ့အလုပ်လုပ်မှာလဲ free plan မှာကိုယ့်ရဲ့တနေ့တာအလုပ်အတွက်ဘလို့မျိုးအလုပ်လုပ်လို့ရလဲကိုကဲရှိမှာ data အချက်လက်ပြင်ဆင်လိုက်ရုံနဲ့ email ပါတခါလဲပို့ပြီးသားအကြောင်းကိုဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်နေ့စဉ် ရောင်းရတဲ့စည်ရင်တစ်ခုရှိတယ်အဲ့ဒီစည်ရင်တစ်ခုမှာရှိတဲ့အနှိမ့်ချုပ်စည်ရင်ကိုမန်နေဂျာစီကိုနေတိုင်းမေးပို့ပေးရတယ်ပဲထားပါပုံမှန်သမယိုးကြလုံယိုးလုံစင်ရဆိုလို့ရှိရင်ဒီ sales transaction အကုန်လုံးကိုပေါင်းလို့မြောက်စားတွေလုပ်မယ် summary ထွက်လိုက်မယ်အဲ့ဒါကိုပုံမှန်မေးပေါ်ဒီမှာ email ကို step by step အနေနဲ့သွားလုပ်ပေးကြတာများတယ်ဒီနေ့ဗီဒီယိုမှာတော့အဲ့လိုမျိုး email လုပ်ရတာတွေအကုန်လုံးကိုဘာမှလုပ်ရမှာမလို့ပဲနဲ့လုပ်လို့ရတဲ့နည်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်လုပ်ရမှာတော့ကျွန်တော်တို့မှာ sales transaction တွေအကုန်လုံးရှိတယ်ရှိတစ်ခုရှိအဲ့ဒီရှိကို summary အနေနဲ့ကျွန်တော် data တွေကိုလုတ်ထားလိုက်တယ် sales မှာရှိတဲ့ data တာအကုန်လုံးကို date စေး item အမောက်နဲ့နှုတ်ဆိုပြီးတော့တော့မှာထည့်တာအဲ့ဒါတွေအကုန်လုံးလေ formula နဲ့လောက်ထားတာကျွန်တော်အရှိဗီဒီယိုမှာပြောခဲ့တဲ့ sign if formula နဲ့လုပ်ထားတယ်ဒီမှာတော့စာသားနဲ့စမ်း if ကိုတွဲပြီးလုပ်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘက်မှာ date နဲ့ date ဆိုပြီးတော့နှစ်ဒိတ်တော့ထည့်ထားတယ်ဒီရှိမှာစမ်း if formula ကိုသုံးတဲ့ date တွေတော့အနောက်ဆုံးက date ဆိုတဲ့ e column ကိုပဲသုံးထားတယ်ဒီရှိက date ကိုတော့မသုံးဘူးဘာကြောင့်လဲဆိုကျွန်တော်တို့ workflow မှာကိုအကုန်လုံး data တွေစစ်လို့ပြီးသွားပြီဆိုလို့ရှိရင် to do say ရဲ့ date ကို change လိုက်တာနဲ့တင် data ကသူ့ဘာသာသူမေးပို့သွားမှာပဲချက်အောင်လုပ်ထားလို့ကျွန်တော်တို့သုံးမဲ့ website ကတော့ zapier ပါ zapier ရဲ့ဝင်မဲ့ကျွန်တော်မေးနေပဲ ဝင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ continue စနေမယ်ဇက်ပီယာကိုဝင်ပြီးသွားတဲ့နောက်မှာသူ့အနေနဲ့ဘယ်လိုမျိုးပတ်စံပေးရတာတွေရှိလဲဆိုတာကိုနည်းနည်းသွားဆက်စုကြည့်မယ် upgrade ကိုဝင်လိုက်မယ်ဇက်ပီယာမှာ current plan ကတော့ free plan နေနဲ့တုံးတယ် free ဆိုတာတော့မှသူကတစ်လကို100 test လုပ်လို့ရတယ်100 test ဆိုတာကဥပမာကျွန်တော်တို့ကတစ်နေ့ကိုမေး300ပို့ရမယ်ဆို300အလောက်လုပ်တယ်တစ်လနေမှာ60နဲ့300ပဲရှိမယ်ဒီ100ကကျွန်တော်တို့ free plan နဲ့လောက်တယ် unlimited ဇက်ကကြိုက်သလိုဖန်တီးလို့ရတယ်ဒီ100 step မကုန်ရင်ပြီးရော2 step ရတယ်2 step zap ဆိုတာကကြတော့ကျွန်တော်တို့ application နှစ်ခုလောက်ကိုပဲချိန်လို့ရတယ်အများကြီးလို့ချိန်လို့မရ zapia မှာကိုပိုင်းလို့ပါတစ်ခါတည်းတန်းတုံလို့ရတယ်ကျွန်တော်တို့က car reply professional level မှာတော့ဒီထက်ပိုများတာတွေရတာပေါ့နော် okay ဒါကိုမကြည့်တော့ဘူးပြန်သွားထုတ်လိုက်မယ် create လုပ်မယ်အောက်မှာ zap ကိုရွေးလိုက်မယ်ဒါကျွန်တော်ပထမ create လုပ်ထားခဲ့တဲ့ zap ပါနောက်တစ်ထပ်ပြီးတော့ create လုပ်မယ်ဆိုဒီဘက်မှာ create new zap ပထမဆုံးအနေနဲ့ကိုဒီ workflow ကိုဘာအတွက်သုံးရမလဲဆိုတာကိုရေးပေးဖို့လိုတယ် ကိုခဲကြီးမှာဒိတ်ပြောင်းလဲလိုက်လျင်မန်နေဂျာကိုမေးပို့ပေးပါဆိုတဲ့ပိုင်ကိုကျွန်တော်လုပ်มาဖြစ်တဲ့ flow အကြောင်းကိုရေးပေးလိုက်တဲ့ ဆန့်လုပ်လိုက်တယ်ဒီဘက်ဘေးမှာကိုပိုင်းလောက်ကနေပြီးတန်းပြီးအလုပ်လုပ်သွားတာကိုတွေ့ရပါလိမ့်မယ်ကိုပိုင်းလောက် AI ကအလုပ်တော့လုပ်ပေးထားတယ်ဒါပေမဲ့တိတ်ပြီးတော့ပြည့်စုံမှုတော့မရှိဘူးဒါပေမဲ့တစ်ချက်လွတ်နေတဲ့အပိုင်းတွေအများကြီးပဲကိုကတကယ်တမ်းကိုယ့်အကူတိဆောက်မယ်ဆိုလို့ရှိရင်လည်းတိဆောက်လို့ရတယ်ဒီမှာအောက်မှာ spray ရှိမှာကိုကကိုကဲရှိကဘယ်ရှိကိုယူမှာလဲဆိုပြီးတော့မှရွေးလို့ရဒီမှာနှစ်ပိုင်းပါတယ်အပေါ်ဆုံးတစ်ပိုင်းဒီကိုစတင်မဲ့နေရာကိုသွားပြီးတော့ data ဆွဲယူမဲ့အပိုင်းကိုအပေါ်ဆုံးတစ်ပိုင်းက trigger လို့ခေါ်တယ်ဒုတိယတစ်ပိုင်းကကြတော့ကိုအလုပ်လုပ်မဲ့နေရာကိုဒီကောက်အနေနဲ့အသုံးပြုတယ်ဒါဆိုလို့ရှိရင်ကျွန်တော်သွားဆွဲယူမှာက ုဂဲရှိရ data ကိုသွားဆွဲယူမှာအဲဒါကြောင့်ဂုဂဲရှိမှာ set up ကိုတစ်ချက်သွားလိုက်မယ်ဂုဂဲရှိကနေသွားဆွဲယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဂုဂဲရှိနဲ့တတ်မှတ်ပေးရတယ်။ဒါပေမဲ့ကိုကဂုဂဲရှိမဟုတ်ဘူးတခြား application တွေကနေပြီးသွားတော့မှအလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာရွေးချယ်စရာအများကြီးရှိတယ်။ထပ်ပြီးသွားတော့ strapper မှာရွေးချယ်လို့ရပါသေးတယ်။ Okay ကျွန်တော်ကတော့ဂုဂဲရှိပဲရွေးချယ်ထားလိုက်မယ်။ဂုဂဲရှိကနေရွေးမှာတော့မှန်ပြီးဘလို့ပုံစံမျိုးအနေနဲ့သွားဆွဲယူမှာလဲဆိုပြီးသွားတော့မှ ထရစ်ကာ event မှာရွေးချယ်ပေးရမယ်ဒီမှာကျွန်တော်ရွေးမှာက new or update spreadsheet row new row သိထဲတာပဲဖြစ်ဖြစ်နောက်တစ်ခါ spreadsheet ရှိပြီးသားဒီ row တွေမှာပဲပြင်ဆင်တာပြောင်းလိုက်တာပဲဖြစ်ဖြစ် data ဆွဲယူပေးပါလို့ပြောလိုက်တာဒီဘက်မှာကို့အနေနဲ့ဒီ gmail account ထည့်ပေးလိုက်တဲ့ continue လောက်လိုက်တယ်။အဲ spreadsheet ကနေပြီးတော့မှသွားဆွဲမှလဲဆိုပြီးတော့တော့မှရှီလန်းချောင်းပေးဖို့လိုတယ်။အဲကြောင့်ရှီလန်းချောင်းပေးမယ်။ဒီဘက်မှာ daily report sheet ကနေပြီးတော့ဆွဲမှအဲ့ဒီထဲက worksheet ဲ့ဒီတက summary ရှိရဆွဲမှာလား sale transaction ရှိရဆွဲမှာလားဆိုပြီးနှစ်မျိုးရှိတယ် summary ရှိရပဲဆွဲမယ်အဲ့ဒီထဲမှာ trigger column trigger column ကကြတော့ဘယ် column change လို့ရှင်ရင်ပြောင်းလဲမှလည်းဆိုပြီးတော့မှရွေးခိုင်းတာဒီဘက်မှာကျွန်တော်မှာ column 5ခုရှိတယ်ဒါဆိုဒီမှာတစ်ချက်ချင်းကြည့်လိုက်မယ်ကျန်တဲ့ chatlet အကုန်လုံးဒီ formula တွေနဲ့ချိန်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျန်တဲ့ chatlet တွေပြောင်းရင်တော့သွားဆွဲမယူနဲ့အရှိမရှိတဲ့ a column က data လေးပြောင်းရင်တော့ဆွဲယူပါဆိုပြီးပေးမှဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ column a က date ကိုဆွဲယူခိုင်းလိုက်မယ်ပြီးပြီဆို continue ဒါဆိုသူဆွဲယူပြီးသွားပြီး test လုပ်ကြည့်မယ် test trigger ဒါဆိုရင်ဆွဲယူတဲ့ data မှန်မှန်မှန်ဖွင့်ကြည့်မယ်18ရက်17လ2025မှန်တဲ့အောက်မှာ699မှန်တဲ့အောက်မှာဒီ amount လည်းမှန်တဲ့ဒါလည်းမှန်တဲ့ okay continue we selected record ဒါတို့ record ပြီးသွားပြီးအောက်ကဒုတိယပိုင်းကိုရောက်လာပြီအဲ့ဒီမှာကျွန်တော်တို့ပို့မှာက email ပိုင်းဇပီယာဇပီယာနဲ့မပို့ဘူး chain ဘာနဲ့ပို့မလဲဆို gmail နဲ့ပို့လို့ရကိုက microsoft outlook နဲ့လည်းပို့လို့ရတယ်ဒါမှမဟုတ်တခြားသုံးကျင်တဲ့ application မျိုးနဲ့တခြားအကြောင်းအရာမျိုးမျိုးဆိုရင်လည်း ရွေးယူလို့ရပါတယ်ကျွန်တော်ကတော့ gmail ကိုရွေးလိုက်မယ် action event ဒီ gmail မှာကိုကဘာလုပ်မှလဲဆိုပြီးတော့ရွေးခိုင်းတာကိုက email ပို့တာအတွက်ခိုင်းချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက် email ကိုရွေးလိုက်မယ်ဒီ gmail နဲ့ပဲပို့မှဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီဂျီမေးကိုပဲရွေးလိုက်မယ်ပိုတန်နီလုံးလိုက်မယ်သူဘသူ့ကိုပို့မှာလဲဘသူ့ကိုပို့မှာမလဲဆိုတော့ကျွန်တော်မန်နေဂျာရဲ့မေးကိုထည့်လိုက်မယ်ဒီဘက်မှာသူက true နဲ့ for နှစ်ခုရှိတယ် group တွေကိုပို့ရမယ်ဆိုလို့ရှိရင်တော့ဒီဘက်က true ကိုရွေးထားပေးဖို့လိုတယ်ကိုက group ကိုပို့မှာမဟုတ်ဘူးကျွန်တော်လူတယောက်တည်းကိုပဲပို့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ for ကိုရွေးလိုက်တယ် cc နဲ့ bcc မှာလည်းကိုကြက်ရခံလို့ရတယ် from ကတော့ဘသူစီရလဲဆိုကျွန်တော်စီရပဲပို့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မေးကိုပဲထည့်လိုက်မယ် from နဲ့ကကြတော့ကြော်ပိုင်း ော်ပိုင်ကနေပို့လိုက်မယ် reply to အနေနဲ့ကျွန်တော်မထည့်ဘူး subject က daily say report body type ကတော့ plain နဲ့ပဲယူလို့ရတယ်ကိုက html နဲ့ယူလို့ရတယ် plain နဲ့ပဲယူမယ်ဒီမှာတစ်ချက်ရှိတာဒီ the body type မှာကိုကကိုဘာသာကိုစာရေးထည့်လို့ရတယ်လို့ကိုပိုင်း log ကိုအကူအညီတောင်းပြီးရေးခိုင်းလို့လည်းရတယ်ပထမဆုံးကျွန်တော်ကိုဘာသာကိုစာရေးထည့်ကြည့်မယ် please find the report for ကိုကနောက်မှာထိတ်ထည့်ခြင်းနဲ့ဘယ်နေ့ရဲ့ report လဲဆိုတာကိုထိတ်ထည့်ခြင်းနဲ့ဆိုရင် manual သွားထည့်ပေးနေကြာမလို့ဘူးဒီဘက်မှာ daily report က date ကိုပဲထည့်ခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါင်းကိုတစ်ချက်နှိမ့်လိုက် date ကိုတစ်ချက်နှိမ့်လိုက်တာနဲ့ date ကထွက်လာပြီ ီထိတ်ကိုထည့်ပါမယ်ဒိတ်ကိုထည့်ခြင်းလဲဆိုလဲကိုလုံးအပေါင်းတစ်ချက်နေပြီးသွားတော့မှဒိတ်ကိုထည့်လို့ရတယ် enter item enter ကိုက manual ထည့်မယ်ဆိုရင်ဒီဘဘီနာကအပေါင်း icon ကိုတစ်ချက်နေပြီးသွားတော့မှအရှိကကိုခဲရှိမှရှိတဲ့ data တွေကိုဆွတ်ထည့်လိုက်လို့ရကိုပိုင်းလော်နေဒီ data ကိုဆွတ်ထည့်ခိုင်းလို့ရဒီ data အကုန်လုံးကိုတစ်ချက် delete ကင်လိုက် data ကိုမြန်မာလိုပဲရေးပေးလိုက်မယ်ဒီမှာကျွန်တော်ရေးပေးလိုက်တာက manager စီကို save data ပို့ရန် date item amount note for our branch အတွက်မေးဖို့ဒီပြင်ပေးပါဆိုပြီးတော့ ပို့လိုက်တယ်။ဂုဏကကျွန်တော်ရေးပေးလိုက်တာထက်ကိုပို့ပြီးတော့ပြည့်စုံပါသေးတယ်။ဒီမှာသူပြေးပေးလာတာဆိုလို့ရှိရင် I hope this may find you well. Or please find below the daily save report for our branch. အောက်မှာဒီဒီ amount အနေနဲ့တည်တည်ချာချာရေးပေးထားတယ်။ Additional note အနေနဲ့ roll number ဒါ roll number 2ပေါ့နော်။ branch our branch ဒီဘက်မှာ please review the safe information about သူကျွန်တော်ရေးပေးတာတက်ကိုပို့ပြီးပြည့်ပြည့်စုံဆုံးရေးပေးလာတာကိုတွေ့ရတယ်။ဒါကတော့ကိုပိုင်းလုံးမှာပဲတခါတည်းရေးခိုင်းပြီးသွားတော့မှထည့်လိုက်လို့ရတယ်။ပြီးရင်ကိုကြိုက်သလိုပြင်လိုက်လို့ရပါတယ်။ပြည့်စုံပြီဆိုရင် continue လုပ်လိုက် ီဘက်မှာကိုယ့်အနေနဲ့ဒီ data တွေကိုရလာပါလိမ့်မယ်ကိုယ်တိုင်းညှုပ်လုပ်ပြီးသွားတဲ့အခါမှာဒီလိုမျိုး report ပုံစံမျိုးထွက်လာတာကိုတွေ့ရလိမ့်မယ် tab step လုပ်လိုက်မယ်မေးရောက်လာတာကိုတွေ့ရပြီး16ရက်17လ VM manager ဆိုရောက်လာတဲ့ဒီဘက်မှာ မေးသည့်အကုန်လုံးတနော်တို့ထည့်ပေးခြင်းတဲ့ data အတိုင်းကိုပဲထည့်ပေးလာတာကိုတွေ့ရပါတယ်ဒီကောင်တစ်ချက် minimize လုပ်လိုက်မယ်တိုင်းကိုကိုပါစိတ်တိုင်းမကြသေးဘူးနည်းနည်းပြင်ကျင်နေဆိုဒီဘက်ကိုပြန်သွား သွားပြီးတော့မှကျွန်တော်ဒီဘက်မှာဒီ additional detail ကိုကျွန်တော်မလိုချင်ဘူး delete ကြိုင်မယ်ဒီစာအုပ်လည်းမလိုချင်ဘူးဒါမှဆိုလို့ရှင်တော့ branch our branch ဒီဘက်မှာဒီအတိုင်းကိုပဲကြိုက်တယ် continue ထပ်နေမယ်ပြီးပြီးကိုဒီဒီပုံစံအတိုင်းကြိုက်သွားပြီဆိုလို့ရှင် public လုပ်လိုက်လို့ရတယ် public လုပ်ပြီဆိုတော့ねဒီကောင်ဒီတန်းပြီးတော့ set အလုပ်သွားပြီးနောက်ပိုင်းကို date တွေကိုပြင်လိုက်တာ ਨੇ တခါလေးတန်းပြီးတော့ auto အလုပ်လုပ်နေပါပြီ public လုပ်လိုက်မယ် okay zap public လုတ်ပြီးသွားပါပြီဒီကောင်တစ်ချက်ပဲကိုဒီ zap ကိုနာမည်ပေးခြင်းနဲ့ဆိုအောက်က download ကိုတစ်ချက်နဲ့ rename မှာ ဒလီရဘိုးပေါ်မန်နေဂျာဆိုပြီးအန်တာခောက်လိုက်ရင်သူဒီဇက်ကနာမည်ရပြီဒီဘက်မှာကိုက public လုပ်လိုက်တဲ့အခါမှာတစ်ချက်တတိထားပြီးကြည့်ပေးပါဒီ icon လေးဒီပွင့်နေဖို့လိုပါတယ်တစ်ချက်ပေးလိုက်မယ်ဟုတ်တက်ကိုပြန်သွားမယ်အပေါ်မှာ daily web for manager ဆိုပြီးတော့တော့မှဇက်တစ်ခုရလာပါပြီကိုကဒီဘက်မှာ date ကိုတစ်ချက်ပြန်ကြည့်ကြည့်လိုက်ရအောင်ကျွန်တော်ဒီ site ရဲ့17လ2025ဆိုပြီးတော့တော့မှ data ကိုပြင်ထားခဲ့တာ date ဒီလွှဲနေပါတယ်အမှန်တကယ်14ရက်ပါအဲ့တို့ကြောင့်မလို့ဒီ17ရက်ကို14ရက်အမှန်ပြင်လိုက်မယ်ဒိတ်ကိုကျွန်တော်ချိန်လိုက်ပြီနောက်တဲ့15မိနစ်အတွင်းမှာ မေးဖို့မပို့ဘူးတစ်ချက်စောင့်ကြည့်မယ်ဒီဘက်မှာဇက်မာကနောက်တစ်ချက်ရှိတာဒီဒီ upgrade plan ကိုတစ်ချက်ဝင်ပြီးတော့ CEO feature ကိုတစ်ချက်ကြည့်ကြည့်လိုက်မယ်သူမှာ free plan ရဲ့ professional နဲ့အတင်းမှာဘယ်လိုမျိုးကွာခြားတာတွေရလဲဆိုပြီးတော့မှဖော်ပြပေးထားတယ်ဇက်မာ free plan အနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့15မိနစ်တစ်ချိန်မှာထွက်ကဆွဲတယ်ကိုကဒီ data တစ်ခုကိုပြင်ထားလိုက်တယ် date ကိုကျွန်တော်တို့ပြင်လိုက်တယ်အများဆုံး15မိနစ်ကြာပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ data ကိုဆွတ်ယူပြီးတော့မှမေးဖို့လိမ့်15မိနစ်ကိုတွက်ချက်တဲ့အခါမှာသူက Z က15မိနစ်တစ်ချိန်ကိုယ့်ရဲ့ data ကိုတော်တော်သွားဆက်နေတာကိုကပထမဦးဆုံးသူစစ်ပြီးတဲ့အချိန်10မိနစ်လောက်ကြာတော့မှကိုက date ကိုချိန်လိုက်မယ်ဆို9မိနစ်နေတာနဲ့တန်းပြီးတော့မေးဖို့မယ်ဒါမှမဟုတ်ဘူးသူကအခုမှစပြီးစစ်ပြီးကစား10မိနစ်ပဲရှိသေးတဲ့အချိန်မှာကိုက date ကိုသွားပြင်မယ်ဆိုလို့ရှိရင်တော့မေးဖို့ဖို့အတွက်ကို14မိနစ်လောက်ကြာနိုင်တယ်ဒါကတော့ ော့ Zack ရဲ့ Flipgram မှာရတဲ့အပိုင်းမှာဒါပေမဲ့ professional တို့ဒီတင်းတို့မှာတော့ minute ကိုချိန်ကြီးလို့ရတာဖြစ်တဲ့အနေဆုံးဓမ္မဆို professional မှာ2မိနစ်တင်းမှာဆို1မိနစ်လောက်ထိရတာကိုတွေ့ရပါလိမ့်မယ်ဒါကတော့ Zack ကဟိုအလုပ်လုပ်ပြီးတဲ့ပုံစံမှာဒါပေမဲ့15မိနစ်ဆိုရင်လည်းကျွန်တော်သုံးကြည့်ရသလောက်အဆင်ပြေတဲ့အလုပ်ချုပ်အများကြီးတက်တာတဲ့ဘယ်ချိန်လောက်မှမေးရအောင်လဲဆိုတော့ကိုတစ်ချက်ဆက်ဆောင်ကြည့်ပဲဒီမှာဆိုမေးရောက်သွားတာကိုတွေ့ရလိမ့်မယ်ကျွန်တော်တို့ဇက်မှာအလုပ်လုပ်တဲ့အချိန်ဒီတိတ်ပြီးတော့မကွာဘူးဟိုဘက်မှာ report စပြီးယူတဲ့အချိန်နဲ့ကျွန်တော်တို့အလုပ်လုပ်နေတဲ့အချိန်နဲ့မကွာတာဖြစ်တဲ့အတွက်ကြောင့်မလို့၈နိုင်ရှင်းမိနေမှာနေမေးတစ်ခါလဲပို့ပြီးသားဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီမှာ Z ကဒီကျွန်တော်တို့ဖန်တီးထားခဲ့တဲ့ Z ဒီအလုပ်လုပ်တာကိုတွေ့ရလိမ့်မယ်ကိုကဒီလိုမျိုးမှမဟုတ်ဘူးကြိုက်တဲ့ Z ပုံစံမျိုးကို န်တီးလို့ရပါတယ် application တွေအများကြီးရှိတယ်ကိုကြိုက်သလောက်သွားပြီးတော့ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရတာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားတဲ့နောက်မှာ Zapia ရဲ့ Zap ကိုအကောင်းကောင်းအသုံးပြုနိုင်သွားမယ်လို့ညွှန်လဲပါတယ်ကျွန်တော်ဗီဒီယိုကမိတ်ဆွေတဲ့အကျိုးရှိတယ်ဆိုလို့ရှိရင် like and share လုပ်သွားပေးပါဦးအကယ်၍ channel ကို subscribe မလုပ်ပါသေးရင်လည်း subscribe လုပ်သွားပေးခြင်းဖြင့်ကူညီပေးနိုင်ပါတယ်အကယ်၍ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှ like လုပ်ကြည့်ပြီးတော့အဆင်မပြေတာများရှိတာမျိုးမေးချင်တာများရှိတာမျိုးဆိုရင်လည်းအောက်ကဗီဒီယိုရဲ့ comment မှာဝင်ရောက်ကြည့်သွားခင်နိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့